တဲ့ဖောင်ပြောင်းနီးလေးအရင်ဆုံးကြည့်လိုက်ကြမယ်အဲ့တော့တက်ဖောင်ပြောင်းလေးဆိုတော့အဲသူကဖောင်ပြောင်းလေးတောင်းမှတ်ထားရနော်နောက်ထပ် unfold မှာလည်းထပ်တင်ရမှာဆိုတော့ဖောင်ပြောင်းလေးတိုင်းမှာအုပ်စုသုံးစုခွဲထားမယ် group 1 group 2 group 3သုံးမျိုးရှိတာအဲ့တော့ပထမဆုံးအုပ်စု1ကိုအရင်ဆုံးကြည့်လိုက်ကြမယ်အဲ့တော့အုပ်စု၁ရဲ့တက်ဖောင်ပြောင်းနီးမှာအလွတ်ကလေးကြမယ်ပထမဦးဆုံးမတ်စရဲ့အရှိမအီချီဒီစကလုံး၃လုံးလေးရှိပြီဆိုရင်ဘာလုပ်မလဲမတ်ကိုအယုံဆုံးဖြုတ်မယ် ပြီးရင်ချီစာရီဆွအသေးကလေးနဲ့တဲ့ကလေးနဲ့ပေါင်းပြီးတော့ထည့်မယ်အဲ့ဒါဆိုရင်အောက်မှာအစမ်းလေးလုပ်ကြည့်ကြမယ်နော်အဲ့တော့ရေးထားတာ ka imus လို့ရေးထားတယ်အဲ့တော့ ka imus ဆိုတော့ where ဆိုတဲ့အဓိပ္ပာယ်လေးအဲ့ဒါဆိုတော့ must ရဲ့အရှိမဘာတွေ့ပြီလဲ i လေးတွေ့ပြီအဲ့တော့အဲ့ဒီစကားလုံးကိုဖြုတ်မယ်ချိဆိုင်စွန့်နဲ့တဲ့နဲ့ပေါင်းထည့်လိုက်တော့ ka တဲ့အဲ့ဒါဆိုရင်အဓိပ္ပာယ်က where be where ရွေ့ဆိုပြီးထည့်သွားမယ်နော်သူရဲ့အဓိပ္ပာယ်လေးတွေက နောက်တစ်ခုကမချီမဆောက်စောက်တီဆိုတဲ့အတိတ်ပဲလေအဲ့တော့ဟုတ်ပြီကိုရီကြက်ထားတာမဆက်ရှိမှာ ETD စကလုံးသုံးလုံးဆိုတော့ဒီမှာသူကချီဆိုတဲ့စကလုံးလေးဝင်နေတာဖြစ်တဲ့အတွက်ချီဆိုင်စွတ်အသေးနဲ့တဲ့နဲ့ပေါင်းထည့်တော့မတဲ့အဲ့တော့ဆိုရင်စောက်ပြီးစောက်ယူရဆိုတဲ့စကလုံးလေးဖြစ်သွားမယ်နော်အဲ့တော့ဟုတ်ပြီအဲ့ဒီမှာတစ်ချက်တော့အလွတ်ကလေးကြက်ရမယ်တစ်လုံးလေးရှိတယ် Ikimas သွားတည်ဆိုတဲ့စကားလုံးလေးကိုတဲ့ဖောင်ပြောင်းနေတဲ့အချိန်ကျရင် it there လို့ဖတ်ပေးမယ် it there အဲ့တော့ it there ဆိုတာကသွားပြီးသွားယူဆိုတဲ့စကားလုံးလေး it there ဟုတ်ပြီနော်သူကကျတော့အလုပ်ကလေးကြည့်ရပါမယ်သူကချွင်းချက်စကားလုံးလေးပါနော် am study ပြထားတာနောက်တစ်ဆင့်ထပ်သွားမယ်ကတူအုပ်စုတင်မပြီးသေးဘူး must ရဲ့အရှိမမိရဲ့ဘီရဲ့နှလုံးရှိပြီဒါဆိုရင် must ကိုဖြုတ်မယ် on the day နဲ့ပေါင်းပြီးမယ် on the day နဲ့အဲ့တော့ဟုတ်ပြီ မီမတ်စ်ကြည့်သည်ဆိုတော့မတ်စ်ရဲ့ရှင်မှာမိပါနေပြီဒါဆိုရင်မတ်စ်ကိုဖြုတ်မယ်အဲ့တော့သူကအော် sorry ဒီမှာ no me must လို့ရေးထားတာ no me must ဆိုတာကတောက်တည်ဆိုတဲ့စကားလုံးလေးအဲ့ဒါဆိုတော့မတ်စ်ရဲ့ရှင်မှာမိပါတာဖြစ်တဲ့အတွက်သူ့ကို on the လေးပေါင်းပြီးတော့ non the အဲ့တော့ non the ဆိုတော့တောက်ပြီးတောက်ယူဆိုပြီးတော့ဖြစ်သွားမှာနောက်တစ်ခု yobi mask yobi mask ကခေါ်တယ်ဆိုတဲ့စကားလုံးလေး message ရှင်မှာဘာတွေ့လဲ be တွေ့ပြီဒါမျိုးဆိုရင်ဖြုတ်မယ် on the ပေါ့နော် yon the yon the ဆိုတော့ဖက်ပြီးဖက်ယူဆိုတဲ့စကားလုံးလေးဖြစ်သွားမယ်နော်ဒါလေးရှိမယ်အနောက်တစ်ခုဆက်ကြည့်ရအောင်နော်ဒါအုပ်စုတက်မပေးသေးဘူး message ရှိမှာ gi အဲ့တော့ gi ဆိုတဲ့စကားလုံးလေးအများဆုံးအဖြစ်တော့ gi ကို izo gi ma ဆိုပြီးတော့တင်ခဲ့ဘူးတဲ့အလင်းစလိုလောက်တယ်မြင်းမြန်လောက်တယ်ဒါဆိုရင် must ကိုဖြုတ်မယ် eat day လေးပေါင်းပြီးလိုက်တယ်။ဒါဆိုရင် eat so eat day eat day လို့ဖြစ်သွားမယ်။မတ်ဆက်အရှိမာ ghee တွေ့ရင်ဘာလုပ်မလဲ။ mask ကိုဖြုတ် eat day လေးပေါင်းပြီးမယ်။ဒါဆိုရင်အတွက် eat so eat day လို့ဖြစ်သွားတာ။ဒါအုတ်စုတရဲ့ပြောင်းမှုပြောင်းနေ။အုတ်စုတမှာဒီသုံးလုံးကိုအလွတ်ကြမယ်။ eat city တပိုင်းကြမယ်။ me be ပင် ghee ဒီအပိုင်းလေးသုံးပိုင်းကိုတခြားလေးကြမယ်အုတ်စုတအတွက်။ဒါဆိုရင်အုတ်စုနှစ်ထပ်သွားမယ်။ ်အောက်စနစ်ကလလွယ်လေးပဲမက်စီရဲ့အရှိကိုကိုကအယုံဆုံးကြိလိုက်မယ်ကြိလိုက်တဲ့အခါကျရင်ချွင်းချက်อีไลน์มาปาเดสกะลုံးမျိုးชွင်းแจอีไลน์ဆိုတာဘယ်လိုမျိုးလဲဆိုတာဆနာကလို့မီမတ်ကြည့်ဒီဆိုရင်မတ်ဆက်အရှိမှာမိပါတာတော့မှန်တယ်ဒါပေမဲ့ तू อ่ะအုတ်စုတ်တဆင်းချင်းမဝင်ဘဲနဲ့ အောက်ဆုံးနှစ်စာရင်ထဲကိုဝင်ပါတယ်အဲ့ဒီတော့သူ့ကိုချွင်းချက်ဤလိုင်းကသကလုံးဆိုပြီးတော့ခေါ်တာအဲ့လိုသကလုံးလေးတွေကအောက်ဆုံးနှစ်ထဲကိုဝင်မယ်ပြန်လည်းတစ်ခုရှိအောင်မယ် okimas အရာထလေးလို့ဒါလေးကအောက်ဆုံးနှစ်ထဲကိုဝင်တာအဲ့တော့ဒါလေးတွေကချွင်းချက်သကလုံးလေးတွေပါเนาะအောက်ဆုံးတက်မဝင်ရမယ့်ဟာကိုမဝင်မဲနဲ့အောက်ဆုံးနှစ်ထဲကိုဝင်တာလေးတွေဒါလေးတွေကိုကိုကြက်တဲ့အခါချရင်ဘေးနားလေးမှာအောက်ဆုံးလေးတွေရေးထားလိုက်ပါ1 2 3ဆိုပြီးရောမစကန်လေးတွေနဲ့ရေးထားလိုက်မယ်ဒါလေးတွေကိုလည်းသူကမြေသားထဏရှိ ောင်တခြားလေး highlight လုပ်ပြီးတော့ကြံ့เนาะဒါလေးတွေကဖောင်ပြောင်းရင်အရေးကြီးတယ် နောက်တစ်ခုမတ်စရဲ့အရှိမ airline မှာပါတဲ့စကားလုံး airline မှာဆိုရင်ဥပမာဒီမှာဆိုရင်တာဘဲမတ်လို့ဒါဆိုရင်သူကအမြဲတမ်းအုပ်စုနှစ်ထဲကိုဝင်ပါတယ်မတ်စရဲ့အရှိမဘဲဖြစ်တဲ့အတွက်ဘဲဆိုရယ်အတော့နှုံးကကိုယ်လေလက်ငါးချောင်းထောင်ပြီးရည်ကြီးလိုက် r e u a ဆိုရင်လက်လေးချောင်းမှာဆုံးသွားတာဖြစ်တဲ့အတွက်ဘာဘီဘူဘဲဆိုရင်လည်းဘဲကလက်လေးချောင်းမှာဆုံးသွားတယ်အဲ့တော့သူတို့က airline ဆိုင်ရင်ထဲကိုဝင်တယ်ဒါမျိုးဆိုရင် mask ကိုဖြုတ်မယ် daily ပဲပေါင်းပေးလိုက်ရုံပဲအဲ့တော့တာဘေးမစားတည်ဆိုရင် mass ဖြုတ်မယ် daily ပေါင်းလိုက်ရင်တာဘေးသိစားပြီးတို့ဒီလိုလေးတွေဖြတ်သွားလိုက်မယ်ပြီးရင်တော့တလုံးကြီးရှိသေးတယ် nemas 8တည်ဆိုရင် mass ကိုဖြုတ် daily ပေါင်းရင် ne သိ8 b 8 u ဆိုပြီးတော့ဒါလေးတွေဖြတ်သွားလိုက်မယ်နော်ဒါလေးတွေကအုပ်စု2 group 2ထဲကိုဝင်လာလေးတွေအဲ့တော့ group 3ထဲသွားမယ် group 3မှာကြတော့ kima ဆိုတဲ့စကားလုံးလေးလာတည်ရဲ့ shima ဆိုတဲ့လုတ်တည်ဆိုတဲ့ဒီနှလုံးလေးပဲအလုပ်ကလေးကြက်ရမှာတို့ းနှစ်ခုပဲဂဒူတရိအုပ်စုသုံးထည့်ကိုဝင်တာပါပြန်တဲ့စကားလုံးนี่အကျုံးမဝင်ဘူးအဲ့ဒီတော့ခင်မားဆိုရလာဒီဆိုရင်သူ့ကိုတက်ဖောင်ပြောင်းရင်ခီတဲ့အလုတ်ကလေးချလိုက်မယ်ရှင်မစလုတ်ဒီဆိုရင်သူ့ကိုတက်ဖောင်ပြောင်းရင်ရှီတက်အဲလုတ်ပြီးဆိုလုတ်ယူဆိုပြီးတော့ဒီလိုလေးတွေဖြစ်သွားလိမ့်မယ်ဒါက တဲ့ဖောင်ပြောင်းကြီးလေးဟုတ်ပြီနော်အဲ့ဒါကတော့1မှာတော့တဲ့ဖောင်ပြောင်းကြီးလေးမှာအပိုင်း၃ပိုင်း꽌သွားနိုင်မယ်꽌သွားမယ်ပြီးအုပ်စု2ရဲ့အုပ်စု3ရဲ့ဒါလေးတွေ꽌သွားမယ်နော်အနောက်တစ်ပိုင်းနဲ့ဆက်သွားမယ်နောက်ထပ်ဖောင်ပြောင်းကြီးအနောက်ထပ်ဖောင်ပြောင်းကြီးကဒါလေးကြည့်ကြမယ်အလွယ်ကူဆုံးလေးနော်တမျိုးလေး နောက်တစ်မျိုးကကြတော့ acid တွေကိုတဲဖောင်ပြောင်းပါမယ်။အဲမှတ်ထားနော်။ဗတ်တီကိုပဲတဲဖောင်ပြောင်းလို့ရတာမဟုတ်ပါဘူး။ acid တွေကိုလည်းတဲဖောင်ပြောင်းလို့ရပါတယ်။အဲ့တော့ကိုယ်တွေတင်ထားတဲ့ K Yoshi အ K Yoshi ဆိုတာ acid တွေကိုပြောရနော်။အဲ့တော့ K Yoshi မှာဆိုရင်နှစ်မျိုးရှိပါတယ်။ E K Yoshi နဲ့ N K Yoshi ဆိုပြီး acid တွေနှစ်မျိုးရှိပါတယ်။အဲ့တော့အဲ့ဒီ acid တွေနှစ်မျိုးကိုလည်းတဲဖောင်လေးတွေပြောင်းလို့ရသေးတယ်။သူတို့ကိုတဲဖောင်ပြောင်းရင်အလိုကျကြမယ်။ E acid တွေကိုတဲဖောင်ပြောင်းရင် ဣကိုဖြုတ်မယ်ခူသေးလေးပေါင်းပေးမယ်ဥပမာဒီမှာဆိုရင်တာခဣမြင့်တော်ဆိုရဲစကလုံးလေးဟုတ်တယ်မလားအဲ့ဒါဆိုရင်ကိုရေကတဲ့ဖောင်ပြောင်းခြင်းရင်ဣဖြုတ်မယ်ခူသေးပေါင်းတော့တာခခူသေးဆိုရဲအတုံးလုံးလေးဖြစ်သွားတယ်နောက်တစ်ခုအတာရာရှိတက်လျင်တော့အစ်စ်ဖြစ်တော့ဆိုရဲစကလုံးလေးဤအစ်စ်တိတ်ကိုတက်ဖောင်ပြောင်းရင်ဤကိုဖြုတ်ခွတ်သေးလေးပေါင်းနေအတာရာရှိခွတ်သေးလို့ဖြစ်သွားမယ် နောက်တစ်ခုနားအစစ်တစ်တွေကိုတက်ဖောင်ပြောင်းမယ်အဲ့တော့နားအစစ်တစ်ကိုတက်ဖောင်ပြောင်းရင် နားကိုဖြုတ် daily ပေါင်းမယ်ဘာပေါင်းမလဲ daily ပေါင်းမယ်အဲ့တော့ခေတဲ့ in နှလှပတော့ဆိုရင်နားကိုဖြုတ် ဘဲလေးပေါင်းခေတဲ့ဤဒဲနောက်တစ်ခုစခိနာကြိုက်တော့နှစ်သက်တော့ဆိုရင်နာကိုဖြုတ်သေးလေးပေါင်းစခိသေးဆိုပြီးဖြစ်သွားမယ်အဲ့တော့မှတ်ထားနော်ဘတ်တီကိုပဲတဲဖောင်ပြောင်းလို့ရတာမဟုတ်ဘူးအက်ဇစ်တီကိုလည်းတဲဖောင်ပြောင်းလို့ရသေးတယ်ဒီပုံစံတိုင်းပြောင်းမယ်အလွယ်မှတ်ရင်တော့ဤဖြုတ်ခုသေးပေါင်းမယ်နာဖြုတ်သေးပေါင်းမယ်ဒီလိုလေးပဲမှတ်လိုက်ရောပဲ